မင်းသားလေးတို့ကွယ်လွန်မှုရဲ့နောက်ွယ်ကလှုပ်ကြံမှုအကြောင်းပြောလာတဲ့ချစ်သူကောင်မလေးပရိသတ်များလုံးမမင်္ဂလာပါရှင်ရွှေမန်လေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်တွေအရင်ချင်းရတဲ့မင်းသားလေးတို့ရဲ့ကွယ်လွန်မှုနောက်ွယ်မှာမတရားမှုတချို့ရှိနေရဆိုတာကိုတော့ပရိသတ်ကြီးတို့အားလုံးသိကြမှာပါဒီလိုမျိုးမတရားမှုတွေနဲ့မတင်ငါစရာကောင်းတဲ့အချက်တွေအကြောင်းကိုသူနဲ့အတူမတော်တဆမှုဖြစ်စင်မှာကားပေါ်မှာပါဝင်လာခဲ့တဲ့ချစ်သူကောင်မလေးကအခုလိုပဲပေါ်ထုတ်လာခဲ့ပါပြီ သူရဲ့ချစ်သူကောင်မလေးကမတော်တဆမှုဖြစ်တဲ့ညမှာကားပေါ်မှာအတူလိုက်ပါလာခဲ့ပြီးတော့ဒဏ်ရာအနာတရားတချို့ပဲရရှိခဲ့ပြီးတော့ဘာမှအထွေထူးမဖြစ်ခဲ့ပါဘူး။နောက်ပြီးတော့ကားပေါ်မှာတခြားပါလာတဲ့ကောင်လေးတယောက်ကလည်းဘာမှမဖြစ်ခဲ့တဲ့အတွက်ဒီကိစ္စမှာသူတို့နှစ်ယောက်ကိုတန်နရဝင်နေကြတာဖြစ်ပါတယ်။နောက်ပြီးတော့ထိုးမောင်းနေလာတဲ့ကားကလည်းလမ်းစင်မဲ့ကားဖြစ်တယ်ဆိုပြီးတော့ဖော်ထုတ်မှုတွေကထပ်မံပြီးတော့ထွက်ပေါ်နေကြတာပါ။ဒီတခါမှာတော့တရားခံဖြစ်တော့မလို့ဖြစ်နေတဲ့ချစ်သူကောင်မလေးကတော့ထိုးကွယ်လမှုနောက်ကွယ်ကမတရားမှုတွေနဲ့လှုပ်ကြံ မှုတွေအကြောင်းကိုအခုလိုပဲပြောလာခဲ့ရဖြစ်ပါတယ်။သူမရဲ့ပြောပြချက်အရဆိုရင်တော့အဲ့ဒီလိုမျိုးလှုပ်ကြမှုတွေဆိုတာကပရိသတ်တွေရဲ့ပါဇက်ကရှောက်ပြောနေကြတဲ့သတင်းအမှားတွေတတ်တတ်တာဖြစ်ပါတယ်။တကယ်တော့ဘာလို့ကြံမှုမှမရှိခဲ့ပဲတာမန်အတိုင်းသာကားမတော်တဆမှုဖြစ်တာကြောင့်ကွဲလွန်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီနေကသူတို့တွေကအပြင်မှာတောက်စားပြီးတော့ပြန်လာတဲ့ချိန်ညတနာရီထိုးသွားခဲ့ပါတယ်။တောက်ထားတဲ့အချိန်နဲ့သူကပုံမှန်စိတ်မဟုတ်တော့ပဲကားကိုအတင်းအကျပ်ကြီးတွေမောင်းနေတာဖြစ်ပါတယ်။ ကားပေါ်မှာအတူပါလာတဲ့ချစ်သူကောင်မလေးနဲ့ဘေးကအကိုဖြစ်သူကတော့ကားကိုဖြည်းဖြည်းချင်းပဲမောင်းပါဆိုပြီးတော့တတိပိစကားပြောနေခဲ့ပါသေးတယ်။ဒါပေမဲ့အယက်မှုသွားတဲ့သူကတော့ဘသူစကားကိုမှနားမထောင်တော့ဘဲသူမောင်းချင်တယ်လို့မောင်းမယ်ဆိုပြီးတော့ကားကိုအချိန်တင်မောင်းနေခဲ့ရဖြစ်ပါတယ်။ တနင်္လာရောက်မှာတော့ကားကိုဘလူနီလန်းနဲ့မောင်းလိုက်တယ်လည်းမသိပဲတစ်ပင်ကိုဝင်တိုက်သွားခဲ့ပြီးတော့အချိန်မထိန်နိုင်မှာပဲမှောက်သွားခဲ့တာပဲဖြစ်တယ်လို့သိရပါတယ်ဒီလိုဖြစ်ဖြစ်ပြီးချင်းမှာကောင်မလေးကပဲတတိယလာခဲ့ပြီးတော့စေးယုံကိုဖုန်းဆက်တက်ဆိုင်ရာလူကြီးတွေကိုခေါ်ခဲ့ရပါ စေယုံကိုလည်းအချိန်မီပို့ဆောင်ပေးခဲ့ပြီးတော့နောက်ပိုင်းမှာတော့ဘလို့ကုသမှုခက်ခဲတဲ့အကြောင်းတွေကြောင့်ကွယ်လွန်သွားခဲ့တယ်ဆိုတာဘယ်သူမှမသိဘူးလို့ဆိုပါတယ်။သူမသိတာကဒီလိုမတော်တဆမှုဖြစ်ပြီးပြီးချင်းမှာမိသားစုတွေကိုဆက်သွယ်ပေးခဲ့တယ်လို့စေယုံကလည်းပို့ပေးခဲ့ပါတယ်။ဒါကြမှာကအရင်နေ့ညကလေးကကိုယ့်ရဲ့ဒဏ်ရာတွေကိုတောင်ဂယုမဆိုင်နိုင်မယ်။သူ့ရဲ့ဘေးနားကလည်းဂယုဆိုင်ဆောင်းရှောက်ပေးနေခဲ့တာဖြစ်ပါတယ်။နောက်ဆုံးကံမကောင်အကြောင်းမလားလို့ကွယ်လွန်သွားခဲ့ရတဲ့အခါမှာသူမလည်းအင်မတန်ကိုဝမ်းနဲ့ခံစားနေခဲ့ရတာပါ။ဒါပေမဲ့တနေ့တည်းများအကောင်းဆုံးပြ စုဆောင်ရှောက်ပြီးတော့လုံတင်တာတွေလုံပေးနိုင်တဲ့အတွက်ကိုပါတာကိုလိပ်ပြာလုံနေရလို့ဆိုပါတယ်။တချို့တွေကအထူးအသက်ရှိစဉ်အချိန်တုန်းကလုံဝကယုံမဆိုင်ခဲ့ပေ။ကွယ်လွန်သွားပြီဆိုတော့မှနောက်ကေကမဟုတ်မမှန်သတင်းတွေကိုဖော်ထုတ်နေကြပြီးအတန်ရှင်းရှာဖို့စူးစမ်းနေကြပါတယ်။သူရဲ့ကွယ်လွန်မှုမှာလုံခြံမှုတွေရှိနေရဆိုပြီးသတင်းအမှားတွေဖြန့်နေတဲ့အခါမှာလူပြောများနေခဲ့ပြီးတော့အတန်ရှင်းကတော့တေချာပေါက်ရနေခဲ့ပါတယ်။ဒါပေမဲ့ကွယ်လွန်သွားပြီးရဲ့သူကိုအေးအေးချမ်းချမ်းမနေခိုင်းပေ။အခုလိုသတင်းအမှားတွေဖြန့်နေရကြောင့်စစ်သူကောင်မလေးကတော့ အမှန်တရားတွေကိုဖော်ထုတ်လာခဲ့ပါတယ်။အဲ့ဒီနေညာကသူကအတော်လေးအယံမှုပြီးတားလို့တောင်မရပဲကားကိုအရှင်ပြင်းစွာနဲ့မောင်းနှင်ခဲ့ရကြောင်းမတော်တဆမှုဖြစ်ပေါ်ခဲ့ပါတယ်။သူ့ရဲ့အမားဆိုပေမဲ့လည်းပြေးတာတွေကပြေးသွားခဲ့ပြီဖြစ်တာကြောင့်မဟုတ်မမှန်လှုပ်ကြံမှုတွေဆိုပြီးတရင်ဖြတ်မနေဖို့အတွက်အခုလိုပြောလာခဲ့ရဖြစ်ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ရောဒီကိစ္စပေါ်မှာဘယ်လိုမျိုးထင်မြင်ကြပါသလဲရှင်အဆုံးတကြီးချုပ်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေရှင်